က်လက်ဆွေဆိုတဲ့အလေနတ်တော်တိုင်းမျိုးကိုဂုတ်သွေးဆုပ်ပြီးဘဲပြည်သူလူလူတယောက်ကမှကောင်းကျိုးမပေးတဲ့ကောင်စားမျိုးကဒီပါဇက်ကဘိုးချုပ်ထုံးမျက်နိုင်ဆိုတဲ့ကျွန်တော်တို့တိုင်းပြည်လူလူရဲ့တော်လိုင်းလမ်းပြချေဘိုးချုပ်ထုံးမျက်နိုင်ကိုဘယ်နာရှိလဲရှေ့အနေကပုံကျဲမယ်အပြတ်ချမယ်အမြင့်ဖြုတ်မယ်ဆိုတဲ့စကားပြောလိုက်ပါလေ 你比那个东北、边、线多，不就土面那一的话，不完整呀？再来一对阿龙哥，表现那个，不论那水手人讲过，那边就倒闭，你比那烂马宝马，你跨过的嘴呢，完全一部 CZB 吧？这车龙，这多宝啊，飞步赌博。 အမျိုးမျိုးတိုင်းပြည်နဲ့လူလူကိုဒုက္ခပေးနေတဲ့ကောင်တွေစစ်တပ်ကကောင်ဒီမှန်သမျှကြက်ခံရေးပါတီတွေဝင်ပြီးတိုင်းပြည်ကိုဒုက္ခပေးဖို့တဖန်ပြန်ပြီးတော့လုံနေကြပြန်ပြီဒါကိုရွေးကောက်ပွဲဆိုပြီးခေါင်းစဉ်တက်ထားတာအမှန်ကခွေးမီးကောက်ကိုကြည်တော့ဆွတ်လဲပြန်ဖြောက်မလာပါဘူးရုပ်မာတဲ့စစ်တပ်ဟာရွေးကောက်ပွဲဝင်ယုံမကလို့ဂရုံတုံးပြီးတတလုံးဖုံးကြီးဝစ်လဲငါတို့ကဥချမှာမဟုတ်ဘူး ဲ့တော့ဘူလက်လာဆွေကြံဖို့ပါတီဘိုးကောမဒီဝင်နေပြီးတော့ကောင်စီနေမြေဥက္ကဋ္ဌပုပ္ပတိတိမျိုးနဲ့အမတ်လောင်းအေဌာနချုပ်ကိုစုံစမ်းပြီးတော့အော်တိုဘလာနောင်ပိုင်းမှာ ရခိုင်ဒေသစီအေးဆိုင်ရာအစည်းအဝေးမှာညွှန်ကြားပြီးတော့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရှိတဲ့နေရာကိုလှုပ်ချံတက်ဖြတ်ရေးဘုံကျဲရေးအမောက်ချီကိစ္စတွေဆွေးနွေးတဲ့သတင်းတွေတော့ထွက်ပေါ်နေပါတယ် ဒီအောင်အခြေခံပြီးဘူးလက်လဆွေဟာအရကတက်တော်အင်းနဲ့ပူပေါင်းတက်တွေတက်မှုချုပ်ဘူးကျွန်းထွန်းမြင့်နိုင်ကိုချိန်ချောက်လိုက်ပါတယ်မင်းတို့ကဘာဖြစ်နေလဲဆိုတော့ငါကြီးတော်ဇာငါကြီးတော်ဓာ sorry 1 2 3 go action ငါကြီးတော်ဓာကြီးဆွဲပြီးထွက်သွားလိုက်ထိတ်ကြီးကွဲပြီးပြန်လာလိုက်မြေပြင်မှာ ရခိုင်စစ်ဒေသနဲ့မကွေးပကိုးအဆက်ရခိုင်ရိုးအဆက်တွေအကုန်လုံးမှာသေတဲ့မတာတွေကိုအာသူဘချနိုင်အောင်အရင်လောက်အောင်ဘူးလက်လာဆွေဒီအကြောင်းကိုကျွန်တော်ကနဦးပြောပြချင်ပါတယ်အဲ့တော့စစ်တရဲ့ပြစ်မှတ်ဟာအရခတ်တတော် AE ကိုအာယုံစိုက်လာပါတယ်ဒါကိုအရခတ်တတော် AE ကလည်းသိရှိလိမ့်မယ်လို့ယုံကြည်သလိုအရခတ်တတော် AE ဘုကျုံထုံးမြတ်နိုင်ကိုအသေးရအရှင်ရဲ့ မီလန်ပေါင်းစုံနဲ့လှုပ်ချံဖို့တက်ဖြတ်ဖို့အကြံဖတ်ဖို့ကြိုးစားလာမယ့်အချိန်ရောက်လာပါပြီ။ဒါကြောင့်ဒီနေရာကနေဟိုကျွတ်ထွန်းမြင့်နိုင်ခင်ဗျာ။အရကတ်တော်ဤတမူးချုပ်ဘူးကျွတ်ထွန်းမြင့်နိုင်လေကွာအရကတ်တော်ဤတက်ဖွဲ့ဝင်တဦးချင်းတယောက်ချင်းစီတိုင်းအရကတ်တော်ဤနဲ့ပူပေါင်းတက်ဖွဲ့ဝင်များအားလုံးတော်လိုင်းဤတက်ဖွဲ့ဝင်များအားလုံးအထူးသတိဝရိယနဲ့ လုံခြုံရေးတတိရှိကြဖို့မေတ္တာရက်ခံတယ်လို့အရခရခိုင်လူမျိုးတိုင်းသားလူမျိုးပေါင်းစုံကလည်းငါတို့အရခတက်တော်ဤနဲ့တော်လန်ရေးတက်ပေါင်းစုတွေကိုရရင်းနဲ့စောက်လျှောက်ပြီးနှွေးထွေးအားပေးကုညီပါလို့တိုက်တွန်းလိုပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လက်ရှိတော်လန်ရေးအခြေအနေဟာ TIA ဗိုလ်ချုပ်ခွန်မွန်နဲ့ပတ်သက်ပြီးတော့လေဘူးလက်လဆွေဟာရွှေလက်နဲ့ခေါ်တော်မူလာပါနော်ကြည်စံနဲ့ခေါ်မှမလာနဲ့ဆိုပြီးတော့ဘူးလက်လဆွေလို့လွတ်တော်မှာအစိုးတင်သွင်းတဲ့အတွက်နာမည်တွင်ခဲ့တဲ့ကောင်အဲ့တော့အရခတ်တော်အီဟာစစ်ပွဲစစ်မျက်နာထိုးစစ်တိုက်စစ်ခံစစ်ခြီစစ်ခွာစစ်ကိုနောက်တဆင့်တိုးဖို့ဆောင်ရွက်တဲ့တရင်တစ်ခုတက်လာပါ အရကတတ်တော်အီအီနဲ့ချင်းတပ်ဖွဲ့ပြီးတွေ့ဆုံပါလေ ULAA ထိတ်ချုပ်ထားတဲ့မြို့ငါးမြို့ကိုလွတ်လွတ်လပ်လပ်လေပတ်တယ် ULAA ပါတီခေါင်းဆောင်ပိုင်းတွေအကြီးအကဲတွေစုံစုံလင်းလင်းနွေ့နွေ့ထွေ့ထွေ့ကြိုဆိုပြီးကျွန်တော်တွေ့ဆုံခဲ့ရတယ်တင်ယူစရာတွေအများကြီးရခဲ့တယ်တော်လိုင်းကြီးကိုဘလို့အဆင်ဆင်ကြော်ဖြတ်မလဲဘလို့တီးဆောက်မလဲဘလို့အခက်ခဲတွေဖြစ်လာကလေးတယ် ဆိုတော့ကိုဆွေးနွေးပြစ်ခဲ့တယ်လို့ရှင်းတက်ဖွဲ့ခေါင်းဆောင်ဆလိုင်းရောမန်ကဒီကနေ့ထုတ်ဖော်ပြောကြားထားပါတယ်အဲ့တော့စစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေဖြစ်လာနိုင်တာကို ခံမှန်းကြတယ်ပြင်ဆင်ထားကြတာတွေလုပ်မယ်ပူပေါင်းကြမယ်နိုင်ငံမဟာမိတ်စီးပွားရေးမဟာမိတ်ပူပေါင်းချိတ်ဆက်ဖို့တိုင်းသားလူမျိုးတချင်းချင်းအပြန်လန်ဖေးမကူညီဖို့ တိုင်းသားလူမျိုးအားလုံးအပါဝင်ချင်းတွေလည်းခံစားလာခံစားရအောင်ချင်းတွေလည်းပါဝင်လာအောင်ချင်းတွေလည်းတိုးတက်ကြီးပွားလာအောင်ရခိုင်တွေလည်းအဲ့လိုပဲခံစားခွင့်ရအောင်ကြီးပွားချမ်းသာခြင်းတွေတည်ငြိမ်အေးချမ်းခြင်းတွေအပြန်အလှန်ကူညီပြီးအပြန်အလှန်အကျိုးစီးပွားဖြစ်အောင်ဒါမျိုးဆွေးနွေးတွေ့ဆုံခဲ့ကြရတယ်လို့စလိုင်းယောမန်ကပြောပါတယ်အာခတ်တတ်တော်နဲ့ချင်းညီညောင်းနေတွေ့ဆုံကြတဲ့တည်င်း ီကနေ့ထွက်ပေါ်လာပါတယ်။အဲတော့တော်လိုင်းကြီးရဲဘော်တွေတွေ့တော့တော်လိုင်းကြီးចောင်းဆွေးနေတာပေါ့။တော်လိုင်းကြီးရဲဘော်ဆိုတော့လေစစ်ကောင်စီကိုအမြင့်ဖြတ်တိုက်ရေးဆွေးနေတာပေါ့။အပြန်လန်ကူညီဖို့အပြန်လန်ထိုးစစ်တိုက်စစ်ခန်းစစ်ခြေစစ်ခွာစစ်ဖြူဟာကြတဲ့ပူပေါင်းစစ်ပွဲတွေဆင်နွှဲဖို့ကဲဒီလိုအခြေအနေတွေရှိပါတယ်ဒီကနေ့ ာကတရော AA စဦးစီးချုပ်ကိုထွမြင့်နဲ့အပါဝင် AA ထိပ်ပိုင်းကောင်းဆောင်နေတဲ့ချင်းကြီးအောင် CB ဘွဲ့နဲ့တွေ့ဆုံတဲ့အပြန်လန်ထိုးစစ်တိုက်စစ်ခန်းစစ်ခြေစစ်ခွာစစ်တို့ကိုဆောင်ရွက်မယ်စီရေးနိုင်ငံရေးစီးပွားရေးတို့ကိုပူးပေါင်းဆောင်ရွက်မယ်ဒီလိုပဲကချင်းနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်မုံနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ကရင်နဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆတယ်ဗမာတွေနဲ့လည်းတွေ့ဆုံနေမယ်လို့ယူဆပါတယ် ဗမတ်တက်တော် BA ကတော့အရခတ်တက်တော်ရဲ့ပြုစုပြုထောက်မှုအောက်မှာထွက်ပေါ်လာတယ်။ NUG နဲ့အရခတ်တက်တော် A ဆက်ဆံရေးကတော့ကျွန်တော်လည်းမသိဘူး။အဲ့တော့ဘာပဲဖြစ်ဖြစ်မြေပြင်မှာတော့မကွေးမကွေးစစ်မြေနာမှာတော့အရခတ်တက်တော် A ရဲ့ပူပေါင်းတက်တွေနဲ့ကျွန်တော်တို့ပြည်သူကဝေးတက်တွေနဲ့ပူးတွဲတိုက်ပွဲဝင်မှုတွေလုပ်နေတယ်ဆိုတော့ကျွန်တော်ကြားရတယ်သိရတယ်ကျန်တာတွေကိုတော့စီရေရှုတ်ဝတ်ချက်အရသိလဲပြောလို့မရဘူး အဲ့တော့ကျွန်တော်တို့ဒီဘက်မှာတော့ဒီလိုအခြေအနေတော်လိုင်းကြီးမှာအဲ့တော့ဖက်စစ်တပ်တက်မှာဘာတွေဖြစ်နေလဲဖက်စစ်တပ်ဘက်မှာတော့မျက်ရည်လေရွယ်ဖြစ်တာတွေရှိပါတယ်အဲ့တော့လူမြတ်ကျော်မင်းကပြည်သူလူထုအမြောင်းလက်ချက်အမားတွေ free house တွေမပေးပါနဲ့မပေးပါဘူး Facebook ပို့တစ်ခုတွေးလိုက်လို့ပါ Facebook ပို့တစ်ခုတွေးလို့ပြောပြချင်တာပါရည်လေးရည်ရတယ်အဲဒါတော့ဗျာနော်အဲ့လိုတော့ Facebook post တခုမှာချက်ဖို့အမာခံပေါ့ကွာချက်ဖို့လိုင်းယုံမန်းအမိနဲ့အဲ့တော့ချက်ဖို့အမာခံချက်ခံဖွံ့ဖြိုးရေးပါတီကိုထောက်ခံတယ်စစ်တပ်ကိုထောက်ခံဆိုတော့အဲ့ဒီမှာသူ့သားဟာဗမော်စစ်မြေပြင်မှာတိုက်ပွဲဝင်နေတာအဲ့တော့ KAI ကတုံးမဟုတ်ရဲဘော်တရားရောက်တလိုင်းရဲဘော်တရားရောက်တိတ်ဆုံးတဲ့ပုံနဲ့ဓာတ်ပုံရိုက်ထားတာကိုတင်ပြီးတော့ငါသားกว่าသူ့သားဗမော်မှာနိုင်နေတယ်ပေါ့ ရေးတယ်အဲ့လိုရေးပြီးတော့ဒါပါတော့ဘေးမဒီရေမခါပဲအမိမျိုးကိုကာကွယ်နိုင်ပါစေအဲဒါကလေးပုံမတင်ပါနဲ့အဲအဲ့လိုပေါ့နော်မှတ်ချက်တွေလည်းအများကြီးရှိတယ်အဲ့လိုပို့တင်ပြီးတော့ငါသားกว่าဆိုပြီးတော့အမိမျိုးကိုကာကွယ်နိုင်မယ်ပါညာပို့တင်ပြီးတော့နာယီပိုင်းအကြာဒီမှာနာယီပိုင်းလေးမှာသူ့သားသိသွားပြီတဲ့ ဒီပို့မှာပဲအဲ့သူ့ဝေးပို့မှာပဲပြန်တင်တယ်ဘသူမှတရင်မမေးပါနဲ့အိုးကျွန်တော်မခံစားနိုင်လို့မပြောချင်ပါဘူးဗျာလို့ဆိုတဲ့ဖေဘုတ်ဘုတ်တကူဖတ်လိုက်ရတယ်ကွန်မတ်တီမှာလဲဗျာခုနကြည့်ရင်လည်းပီတိဖြစ်တာဗျာမနေ့ကတော့တွေ့သေးအခုသေသွားပြီလားဟာမနေ့ကတော့ရန်သူအလောင်းပေးမှာပုံနေနဲ့ဗျာကျွန်တော်တို့ဂုံယူနေတာအခုသေဗျာသေသွားပြီလားဆိုတော့24နာရီမပြေပါဘူးဘီသူမြစ်တာ စူးပါလေပေပြီလေစူတောင်းပြည့်ကျမတာပေါ်ပြီအခုတော့သေသွားပြီစူတောင်းပြည့်တယ်နေမကူဘူးဆိုတော့ပြည်သူလူထုရဲ့ဝင်ရောက်ရေးသားတဲ့ကောမတ်တွေကိုလည်းတွေ့ရပါတယ်ဆိုတော့အဒီအပိုင်းတွေမှာဒီကျွန်တော်တို့ဗမော်တိုက်ပွဲမှာ KAI KAI နဲ့တိုက်ပွဲဖြစ်နေတဲ့အဓိကခလိုက်ရ59တိုက်ရင်ဘက်မှာတိုက်ပွဲတွေရှိတယ် အခုသေသွားတဲ့ကောင်ဟာနိုင်မချဘူး तू ကဒီတော်လိုင်းရဲဘော်တယောက်ရဲ့ရဲဘော်တယောက်ရဲ့သေဆုံးသွားတဲ့ဓာတ်ပုံကြီးနဲ့ဓာတ်ပုံရိုက်ပြီးနိုင်မချဘူးသေသွားတဲ့လူကနိုဝင်ဘာ6ရက်နေ့ခလိုက်က40ကုန်တိုက်ရင်းဒီမှာတိုက်ပွဲအဲ့တိုက်ပွဲမှာသေသွားတဲ့ကောင်အရာရှိလို့သိရတယ်6ရက်နေ့မှာဘံပေါ်မှာဒူရင်မှုတယောက်ပြင်းထန်တန်ရာရသွားတယ်ပြောတယ်အဲ့ဒီကောင်ပဲဖြစ်ရမယ်40ကုန်တိုက်ရင်းဘက်မှာငါတို့ drone ပုံစံမိသွားတာသေပြီးထင်တာပဲလို့ ကချင်ဘက်ကပြောပါတယ်အဲ့တော့ဒီနေ့ဗမော်တိုက်ပွဲဟာဆိုရင်တစ်နှစ်ပြည့်ကံဒီအချိန်ဒီကိုအားလုံးသိပြီးဒါလည်းဖြစ်ပါတယ်အဲ့တော့တိုင်းသားတော်လိုင်းဤတပ်ဖွဲ့တွေဘက်ကတော့စူးစီးညီညွတ်နိုင်ဖို့တိုင်းသားတော်လိုင်းဤတပ်တွေတပ်ပေါင်းစုဝင်ရိုးတစ်ခုဗမာတပ်တွေတပ်ပေါင်းစုဝင်ရိုးတစ်ခုပြည်သူတပ်ပေါင်းစုဝင်ရိုး၃ခုနဲ့တော်လိုင်းကြီးကိုမောင်းနေနိုင်ရင်မင်းအောင်လိုင်းကိုလွန်ခဲ့သောနှစ်တွေကလုံနိုင်ပေါ့ဗျာမင်းအောင်လိုင်းကိုအခုဆိုရင် ျွန်တော်အင်ခေါ်အဝိရှော်ခိုင်းလို့ရနေပြီခွေးကတက်ကိုပို့လို့ရနေပြီဒါပေမဲ့တော်လိုင်းကြီးတည့်ရဲ့စစ်ပွဲတစ်ခုဆိုတာလူမြတ်ကျော်ဗီဒီယိုထိုင်ပြောနေတာလို့တော့မလွယ်ဘူးဒါအမှန်တိုင်းပဲစူးစီးဖို့ညှိညွတ်ဖို့အခက်ခဲတွေညှိနှိုင်းရတော့အများပြားရှိတယ်အဲ့ဒါမှထပ်ပြီးတော့ညှိနှိုင်းရတာတို့တွစ်ဆုံရတာထုတ်ထက်လက်ရှိဖွဲ့စည်းတစ်ခုရဲ့အကျိုးစီးပွားအဖွဲ့စည်းတစ်ခုရဲ့မူဝါဒတွေညီပြင်းအနေအထားတွေရှုပ်ထွေးမှုတွေလည်းအများပြား ုံတွေ့ကြရမှာဖြစ်တယ်။ဒါကြောင့်မို့အချိန်နေနဲ့အချိန်ခါလိုက်ရောအချိန်နေနဲ့အချိန်ခါရဲ့တောင်းဆိုမှုတခါတလေကြရင်အနာမပေါက်ခင်စီးထဲလို့မရဘူး။စီးစရာတယောက်ကအနာမပေါက်ခင်ဒီလက်မှာအနာပေါက်မယ်ဆိုတာ तू ကစေးပညာအရမြင်နေတယ်။အာဒီနေရာမှာပြင်းထန်တဲ့အနာကြီးတစ်ခုပေါက်တော့ဟေ့အောင်မင်းအနာပေါက်တော့မယ်စေးလိမ့်စေးလိမ့်ဆိုတော့အနာကမပေါက်သေးဘူး။စေးကြိုလိမ့်ခိုင်းရင် အစဲခံရတယ်တခါတည်းကျွန်တော်တို့လည်းဒီတိုင်းပဲအဲ့တော့အနာပေါက်မှဆေးပေးပါအဲ့တော့အခုဆိုရင်အချီနီတွေကတောင်းဆိုလာပြီကလာဒေတာလူပုဂ္ဂိုလ်ပယောကအချီနီအချင်းခါကိုကြာရောက်လာပြီဖြစ်တဲ့အတွက်အဲ့ဒီတပ်ပေါင်းစုကမစုခြင်းလဲစုကိုစုရတော့မှမစုခြင်းရင်တော်လိုင်းရှုံးမယ်မစုမဲ့သူတွေတော်လိုင်းကထွက်သွားပါ ပင်မပါတယ်ဒီတပ်ပေါင်းမစုရင်တပ်ပေါင်းစုနဲ့မတိုက်နိုင်ရင်တော်လည်းမနိုင်ဘူးရှင်းတယ်တပ်ပေါင်းစုမှနိုင်မယ်ဒါကိုလည်းတော်တော်များများအားလုံးအခုသိလာကြပါပြီအဲ့တော့နိုင်ကျင်တဲ့စိတ်ရှိတဲ့အတွက်တပ်ပေါင်းတွေစုကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါရင်တပ်ပေါင်းစုပမာတပ်ပေါင်းစုပြည်သူတပ်ပေါင်းစုဝင်ရိုး၃ရက်နဲ့ဖက်စစ်တပ်ကိုအမြင့်ဖြတ်နိုင်ဖို့စ조사ပြီပါစုစည်းပြီပါညီညွတ်ပေးပါလို့ပြည်သူလူထုကိုစားကျွန်တော်မြစ်တာရက်ခန့်လိုပါတယ် ီကနေ့ဒီခေတ်ချိန်မှာတချို့ဒေါ်လာရေးပြီးသွားပြီလို့ပြောလာကြတယ်ဒေါ်လာရေးကဒေါ်လာရေးကပြီးသွားပါပြီဟုတ်လားဒေါ်လာရေးပြီးမပြီးတော့မသိဘူးဒီကနေ့တော့ဂျိုးဝင်ကောက်ပါထွက်စော်ပါတယ်ဘကူဝေါ်မှာထွက်စော်ပါတယ်နော်ဒီလိုအခြေအနေတွေတော့တွေ့ရပါတယ်ဘကူတိုင်းဝေါ်မြေကျိုးတိုက်နေရက်စကန်ကနယ်ရင်းတကောင်တည်ရှင်းစိုးနဲ့တည်ပါတယ်ဇင်မင်းသူမနက်9:00နာရီမြေကျိုးစေးတဲ့လာတယ် တနက်နဲ့၄ချက်ပြစ်လိုက်တယ်တေသွားတယ် PDF သတင်းတွေထောင်လိုက်ပြီးစစ်တပ်ကိုသတင်းပေးနေတဲ့ကောင်ပြည်သူတွေကိုအကြောင်းမဲ့နှိပ်စက်ချိန်ထက်နေတဲ့ကောင်ငွေညှစ်နေတဲ့ကောင်စိုင်းကလေးကိုမတရားဖမ်းတဲ့ကောင်ရွာမှာစစ်တပ်နဲ့ပေါင်းပြီးလောင်းကစားဝိုင်းနေဖွင့်စက်ကြီးကောက်နေတဲ့ကောင်ရှင်းတယ်ဝေါ်ပြည်သူကဝေးတက်ဖွဲ့ရှင်းလိုက်ပါတယ်နောက်တစ်ယောက်ဘကိုတိုင်းတာယာဝတီဂျိုးပင်ကောက်ကန်ကြီးကုန်းကကိုေးကောင်းပင်ရွာနေတဲ့ပြည်သူစစ်ကောင်းသားဝင်းအောင်စေရနေ၁၇လ၂၀၂၅ မနက်6နာရီမှာအုတ်ဖို့ရောက်ပျောက်ကြားတက်ဖွဲ့ရှင်းပါတယ်ဝင်းအောင်ကစစ်တန်းတက်တာတယ်တော်လိုင်းတက်တဲ့သတင်းတွေကိုထောင်လန်းပြီးတော့စစ်တပ်ကိုပေးတယ်စစ်မှုထမ်းစက်ကြီးကောက်တဲ့ဓမြတိုက်တယ်လူငယ်တွေကိုစစ်ခွေးတွေနဲ့အတူပေါင်းပြီးပေါ်တာဆွဲတယ်စစ်ကြောင်းတွေကိုလမ်းပြနေတဲ့ကောင်အဲ့တွေရှင်းပါတယ်ထက်လို့တဲ့ကောင်ထက်ရှင်းပါမယ်အဲ့တော့တော်လိုင်းပြီးတော့ပြီ လိုင်းတဘုံနဲ့ပြောရင်တော့တော်လိုင်းပထမလိုင်းတော့ပြီးသွားပြီဗျအဲ့တော့မဝေးတဲ့အတိတ်ကိုနည်းနည်းခြေရခံကြည့်အောင်ပထမလိုင်းမှာမာလာနဲ့ဆေယာနာတိန်စစ်အုပ်စုတစ်ခုလုံးစီဒီယန်နဲ့တပိတ်လုံရှားမှုတွေနဲ့လက်နက်ကင်တော်လန်ရေးနဲ့ NUG NUC ဘာညာဖူးပွဲမှုတွေအဖွင့်လူလူပါဝင်မှုအများဆုံးအခြေအနေကြီးလူလူထောက်ခုမှုအမြင့်ဆုံးအခြေအနေကြီးတော်လန်ရေးရဲ့ပောက်ကွဲမှုပြင်းထန်ဆုံးအခြေအနေကြီးကိုတော့ကျွန်တော်တို့ ပြီးသွားပါအဲ့ဒါပြီးသွားပထမလိုက်မှာတပိတ်တွေအများကြီးပေါ်ခဲ့တယ်လက်နက်ကင်တိုက်ပွဲတွေလက်လုံးတွေနဲ့စခဲ့တယ်ဖောက်ပန့်ကူညီတဲ့ပြည်သူတွေကတတိုင်းမြေလုံးကြီးပါအော်လုံးထားနေတယ်ရှမ်းဘုံငွေတွေအေးလိုက်အားလိုက်ထဲကြတယ်စီလုံးခဲကြတယ်ညီညွတ်ခဲကြတယ်ခိုင်မာခဲကြတယ်နေရာမရှိဘူးလုတ်ပိုင်ခွင့်မရှိဘူးကိုကြိုးမရှိဘူးအဖွဲ့အစည်းအကျိုးစီးပွားမရှိဘူးဒေတာရင်းပျောက်ကြားစစ်တွေအီယာကိုနေမြေသိစစ်တွေအားကောင်းပေါင်းတန်းနဲ့ဖြစ်ခဲ့တယ် ပထမလိုင်းမှာကျွန်တော်တို့ PDF ရဲဘော်တွေစော်စောက်ရမ်းကြည့်နေတယ်ပထမပိုင်းမှာလက်နက်ခဲရင်မရှိဘူးအားနေတယ်စစ်ပညာစည်ရေးတွေ့ကြုံနှုတ်နေတယ်ဒေစရာအသက်တွေပေါ်ပြီးတစ်စရာတနက်တွေရှားခဲ့တယ်ဒီအခြေအနေတွေတော်လိုင်းငါးနှစ်ခီးဖြတ်တန်းအပြီးမှာရက်တက်သွားတယ်ဒုတိယအလိုက်ဘော်တွန်းအပ်နဲ့ပြန်ဖွင့်လာတယ်လို့ နိုင်ငံတုံးသက်သူတွေကပြောတယ်။စိန်ခေါ်မှုအစ်စ်တွေနဲ့ပြည့်ညံ့နေတယ်။စစ်တပ်ရဲ့ပိုက်စိတ်တိုင်းမှုအညှိုးနဲ့ဖိနှိပ်မှုတွေအောက်မှာပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုအခြေအနေဟာပုံစံတစ်မျိုးနဲ့ငုံရှိုးသွားခဲ့တယ်လို့မြင်ရတယ်။တချို့လူတွေလမ်းကြောင်းလွှဲသွားတယ်။တချို့လူတွေကိုယ်မူနဲ့ကိုယ်ကိုယ်ယုံကြည်ခြင်းနဲ့ကိုယ်ရှင်းတန်နေတယ်။အဖွဲတွေအများကြီးတပ်ဖွဲ့တွေတလေကြီး ပထမလိုင်းမှာစစ်ပညာစည်ရေးတွေ့ကြုံနုနယ်ခဲ့ပေမဲ့ဒုတိယလိုင်းမှာစည်ရေးတွေ့ကြုံနေစစ်ပညာတွေအထိုက်လျောက်ရှိလာသလိုစည်ရေးရပုတ်တိုက်မှုပြဿနာတွေငင်းမြီပြဿနာတွေအခွန်ကောက်ပြဿနာတွေအများကြီးဖြစ်လာတယ်အဲ့ဒီဒုတိယလိုင်းမှာရံမုံငွေရဖို့တော်တော်ရုန်းကန်နေရပြီမောင်းမြန်နေအပုံလိုက်ရှိတဲ့နေရာတွေအများကြီးပဲဒါမဲ့တနက်ပြစ်ပြီးလက်ညိုးကွေးမဲ့ရဲဘော်တွေတော့ရှားလာပြီ အဲ့ဒီဒုတိယလိုင်းမှာပဲစော်ကြည့်ခဲ့တဲ့ PDF ရေပေါ်ကြီးတချို့ဟာစော်ပစ်မှာဆိုးလို့တော်လိုင်းကြီးကိုကြောခိုင်းလိုက်ကြတယ်အချာအကြောင်းကြောင်းကြောင်းတော်လိုင်းကြီးကိုကြောခိုင်းသွားကြတဲ့လူတွေအများကြီးရှိတယ်ဒုတိယလိုင်းမှာနိုင်ငံရေးရနိုင်ငံရေးစုဖွဲ့မှုတိုင်းနဲ့ပြည်နယ်တွေမှာတိုင်းနဲ့ပြည်နယ်14ခုလုံးနီးပါးမှာ NUG CRPH အပါဝင် NLD ပါတီတွေက တိုင်းအစိုးရယူနစ်တွေဆိုပြီးဖွဲ့နေကြတယ်။ဒါမဲ့ပြည်သူလူထုကစိတ်ကိုမဝင်စားဘူး။ဒုတိယလိုင်းမှာတိုင်းသားဤရောက်တွေက DNL MNDA တို့အပြစ်ရကြပြီးနောက်ဆုံးကြတယ်။အညာမှာတော့အထွေထွေကြက်တဲနေပြီးစာဝင်နေရေးကုံစိန်းတို့ကအစကုံစီလမ်းကြောင်းတွေအကုန်ပိတ်ဆို့ခံနေရပြီးတချို့တက်တွေကိုယ်ပါသာကိုအပြစ်ရနေကြတယ်။ ပထမလိုင်းရဲ့စီမျောမှုနဲ့ပါလာတဲ့သူတွေလည်းဒုတိယလိုင်းမှာတောင်းတနေတာတွေ့ရတယ်။အဲ့တော့ပထမလိုင်းမှာမတရားစစ်အာဏာသိမ်းလို့တော်လှန်ကြတယ်။လူလူကောင်းဆောင်ကိုမတရားဖမ်းလို့တော်လှန်ကြတယ်။ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူကိုမတရားတတ်လို့တော်လှန်ကြတယ်။ဒီလူပိုင်းအသက်အိုးအိမ်စီးစင်တွေကိုရရဖြစ်ဖြစ်စီလို့တော်လှန်ကြတယ်။အထွေထွေမကျေနပ်မှုတွေကြောင့်တော်လှန်ရေးကို ပြည်မလူငယ်အများစုနဲ့လိုင်းထံခဲ့တဲ့ပထမလိုင်းကျွန်တော်ခုနတင်ပြခဲ့တဲ့ဒုတိယလိုင်းရဲ့ကြက်တဲမှုတွေကိုပါနဲ့ကျွန်တော်တို့စော့ဩကြမလဲနိဗ္ဗာန်စော့ဘယ်လိုလုပ်မလဲဒုတိယလိုင်းမှာအတွေးခေါ်လိုလာပြီယုံကြည်ချက်လိုလာပြီအရင်တုန်းကလိုပထမလိုင်းတုန်းကလိုပြည်သူလူထုတခဲနဲ့ပါဝင်ပြည်သူလူထုက ရမုံငွေတွေအများကြီးတောက်ပတ် sorry ကြည်ဆိုတဲ့အခြေအနေမျိုးတော့မဟုတ်တော့ဒုတိယလိုင်းရဲ့အတွေးခေါ်ကဘာဖြစ်နိုင်တယ်ဒုတိယလိုင်းမှာဥဆောင်နိုင်မဲ့တော်လိုင်းကို ပြန်လဲမောင်းနေနိုင်ဖို့ဝင်ရိုးတွေတပ်ပေါင်းစုဝင်ရိုးတွေဖြစ်လာဖို့ဘသူကတိုက်တွန်းဆော့အော်စူစီးဆောင်ရွက်မလဲကောင်းဆောင်ဘသူလဲပြည်သူလူထုပြည်သူလူထုဆိုပြီးတော့ဗဇက်ကတဖွားဖွား ပြောနေပြီမဲ့အဲ့ဒီပြည်သူလူဆိုတဲ့လူတွေကိုတူးတယ်တရဖြစ်အောင်စုနိုင်ဖို့လိုတယ်တော်လိုင်းကြီးကတတ်တတ်ပြည်သူကတတ်တတ်ဖြစ်နေတော့ဒုတိယလိုင်းဟာဒူးနဲ့မျက်ရည်တော့ရပါတယ်အဲ့တော့ကျွန်တော်တို့စိန်ခေါ်မှုအစ်စ်တွေစနေပါဘီဘလို့တိုက်ပွဲ ဘလို့စူတီမှုမယ်လုံမလဲဆိုတဲ့အဖြေတွေကျွန်တော်ပြောရတယ်မှာပါသွားပါပြီ။ဒဲလုံစာတစ်ခုထပ်ပေးခဲ့ပါမယ်။ဝင်ရိုး၃ရက်နဲ့ညညမှုနိဗ္ဗာန်တိုက်ပွဲနဲ့ကျွန်တော်တို့အောင်လို့စိတ်ဒီသူနဲ့တော်လိုင်းကြီးတသားတည်းဖြစ်မဲ့လူလူစီယုံကြီးပုံတတဲ့ တဲလုံစားပြီးပြီးခဲ့ပါတယ်ကျွန်တော်ပြောတဲ့ပထမလိုင်းဒုတိယလိုင်းသုံးသပ်မှုပုံစံနဲ့လက်ရှိအရောက်တက်တော့အေးဆောင်ရွက်နေတဲ့ပုံစံ KIA ဆောင်ရွက်နေတဲ့ပုံစံ NUG ဆောင်ရွက်နေတဲ့ပုံစံအခြားတော်လိုင်းတက်တွေဆောင်ရွက်နေတဲ့ပုံစံကို ပေရန်လေးတပွဲတိုင်းတာပြီးစစ်တမ်းထောက်ကကောမမရေးထားပေးခဲ့ပါဗျာ